င်္ဂလာပါရှင်ခေတ္တ new သတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်။ဂျပန်နိုင်ငံတိုကျိုမြို့အမေရိကန်တန်ယုံရှိတွင်ဂျပန်ရောက်မြန်မာပြည်သူများကမြန်မာအရေးကူညီပေးရန်အမေရိကန်သမ္မတကိုတောင်းဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ဂျပန်နိုင်ငံတိုကျိုမြို့အမေရိကန်တန်ယုံရှိတွင်ယနေ့ဂျပန်သို့ရောက်ရှိလာတဲ့အမေရိကန်သမ္မတထရန့်ကိုအကြမ်းဖက်ဖက်ဆစ်အာဏာသိမ်းအဖွဲ့အနိုင်ကျင့်တောင်းကျမ်းနေခြင်းကိုရပ်တန့်စေရေးအကူအညီပေးရန်ဂျပန်ရောက်မြန်မာနိုင်ငံသားများကစူပေါင်းတောင်းဆိုခဲ့ကြောင်းသိရှိရပါသည်။နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်သမ္မတကြီးအဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်ရင်းမြန်မာနိုင်ငံ၌စစ်တပ်ရဲ့ ပြည်သူအပေါ်ရက်စက်ရုံမှမှုများအကြမ်းဖက်မှုများရပ်တန့်စေရင်အမေရိကန်နိုင်ငံအနေနဲ့မြန်မာအရေးကိုပုံမတီရောက်စွာအလေးထားဆောင်ရွက်လာစေရန်တိုက်တွန်းတောင်းဆိုမြစ်တာရက်ခန့်အကူအညီတောင်းခံလှုံ့ဆော်အစီအစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းခုလိုပဲသိရှိရပါရရှင်။ ဆက်လက်ပြီးမုံရမန္တလေးလမ်းပိုင်းမှာပြစ်ကတ်မှုဖြစ်ပြီးကားတွေပိတ်မိနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရမန္တလေးလမ်းပိုင်းမှာဒီနေ့အော်တိုဘောလာ28ရက်နေ့လယ်ပိုင်းကပြစ်ကတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ခီးသောယင်တွေနှစ်နာရီကျော်ကြာပိတ်မိနေပါတယ်။ဒီနေ့နေ့လယ်12နာရီခန့်ကမုံရမန္တလေးလမ်းပေါ်ရှိစစ်ကောင်စီတပ်ရဲ့မအူစစ်စေးဂိတ်နေတွင်ပြစ်ကတ်မှုဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီးနဲ့ပါပြစ်ကတ်နေကြောင်းဒါကြောင့်မုံရမန္တလေးလမ်းပေါ်ကမအူရရဲ့ မြေနေရွာကြားအလံပိုင်းကိုအတုံးပြုအစင်မပြေနိုင်သေးကြောင်းဒေသခံတွေကခုလိုပဲပြောဆိုထားပါရင်ရန်တမ်းပစ်ကတ်တာတွေလည်းရှိတယ်လမ်းကြောပိတ်ဆို့ထားတဲ့နှစ်နိုင်ဝင်းကျင်ကရှိနေပြီလို့သိရတယ်လို့ဒေသခံတဦးကပြောပါရင်ပစ်ကတ်မှုတွေနဲ့ပတ်သက်ပြီးကာကွယ်ရေးအဖွဲ့တွေဘက်ကသတင်းထုတ်ပြန်တာမရှိသေးပါဘူးမအူရစစ်ကောင်စီဂိတ်စကန်ကိုမုံရမြို့ပေါ်နဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကောင်စီတပ်ကအင်စီကားတွေနဲ့အပြင်တံပြား ကထားတဲ့ကားတွေနဲ့ပါအင်အားအပြည့်နဲ့ရောက်ရှိလာတယ်လို့ဒေတာခန်တွေက ပြောပါရင်စစ်ကောင်စီတပ်ဟာခီးသွားပြည်သူတွေကိုလူသားတိုင်းလို့တာမိုင်းဆင်းရှာတာခိုင်းတာတွေပြုလုပ်တာတွေရှိတာကြောင့်ပြည်သူတွေသတိပြုသွားလာကြဖို့ကာကွယ်ရေးအဖွဲ့တွေကသတိပေးထားကြောင်းခုလိုပဲသိရှိရပါရရှင် အေးအေးနဲ့ရင်ဆိုင်ဖို့အလှဲကြလာရတဲ့စစ်တပ်ထိပ်ပိုင်းအရာရှိနှစ်ဦးဆိုတဲ့အကြောင်းတည်ဆက်ပေးပါမယ်။လက်နက်မဲ့အရက်သားပြည်သူတွေကိုအကြမ်းဖက်တပြက်ပြီးသူရဲကောင်းတွေလိုဟစ်ကြွေးနေတဲ့စစ်အုပ်စုဟာအရကတက်တော်အေးအေးကိုတော့အင်မတန်ကြောက်တယ်လို့သတင်းကြီးပါရတယ်။ တစ်တုံညာနှစ်ကွန်စစ်စင်ရေးနဲ့အတူအေအေရဲ့မြို့သိမ်းတိုက်ပွဲတွေမှာဒူတော့အညံ့ခံရတဲ့ပုံမှုကြုံတွေထောင်ချီတဲ့စစ်တုံးပန်းတွေရဲ့တင်ပြင်းတွေကဆေအုစုပုံရင်ကိုအကြီးအကျယ်ထိနာစေခဲ့ပါရဲ့အာနာသိန်းကောင်းဆောင်အနေနဲ့အေအေကိုလက်နက်ချဖို့စစ်တုံးပန်းပုံမှုကြုံတချို့ကပြန်ပြောရတဲ့အတီအေအေကလည်းလက်တံပြောင်းပါရင်အေနဲ့ရင်ဆိုင်ရဲ့လူပြေးသူကပြေးလက်နက်ချသူကကြားနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားမှာအကြောက်တရားကြီးစိုးနေတာပါဒါပေမဲ့လည်းလွန်ဆန်လို့မရတဲ့အမိတ်ညွှန်ကြားချက်တွေကြောင့်မှဗိုလ်မှူးချုပ်တအူးနဲ့ဗိုလ်မှူးကြီး တူကတော့ရခိုင်စစ်မြေပြင်ကိုခြေချရပါတော့မယ်။စစ်ဦးစီးတက္ကသိုလ်ကတောင်အောင်ကြီးဘုံမူကျုပ်စော်ထိုင်းလန်နဲ့တမ55ဒုတိယတမမူဘုံမူကြီးမျိုးမြင့်ဦးတို့ဖြစ်ပါရင် AA ရဲ့တိုက်ခိုက်မှုကြောင့်အထိနာစေတဲ့စီးရေးဒေတာနှစ်ခုကဘုံမူကျုပ်နှစ်ဦးနေရာမှာသူတို့ကိုစစ်ကောင်စီကအစားထိုးလိုက်တာပါ။ ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေဖြစ်တဲ့ပဲခူးတိုင်း၊မကွေတိုင်းနဲ့အေရီတိုင်းကတိုက်ပွဲတွေမှာအထိနာတဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်စကကစကွန်ကစကကမှုပုံမှုချုပ်ကြော်စွာလင်းနေရာမှာပုံမှုချုပ်စော်တိုက်လက်ကိုအစားထိုးလိုက်ပါရင်အလားတူစစ်တွေအခြေဆိုင်ဒေသကိုကဲမှုစစ်ဌာနချုပ်ကဒါကာစာမှုပုံမှုချုပ်နေမျိုးအောင်အစားပုံမှုကြီးမျိုးမြင့်ဦးကိုတာဝန်ပေးလိုက်ပါရင် အော်တိုဘာလ22ရက်နေ့မှာချိန်ပလိုက်တာတိုင်းမှုတွေလည်းပါတယ်စီးရေးနဲ့နိုင်ငံရေးကိုတပုံစံတက်မျိုးပြောင်းပြီးကစားမဲ့သဘောပဲဒါပေမဲ့အေအေကွင်းကိုတွားရမဲ့သူတွေကတော့မချောင်ဘူးလို့နေပြီးတော့တင်ရေးမြစ်ကခုလိုပဲပြောဆိုထားပါတယ် ဗိုလ်မှူးချုပ်ကျော်စာလင်းကိုမော်ဘီဘိုတင်နန်းကကျောင်းအုပ်ကြီးအဖြစ်ပြောင်းလိုက်ပြီးဗိုလ်မှူးချုပ်နေမျိုးအောင်ကိုတော့တက်မတော်အုပ်ချုပ်မှုကြောင့်ပြင်းလင်းကျောင်းအုပ်ကြီးအဖြစ်ပြောင်းလိုက်ပါတယ်။အော်တိုဘောလာ22ရက်နေ့ကရာထူးအပြောင်းရွှေ့ပြုလိုက်လိုက်တဲ့ဖြစ်စဉ်မှာအရှိပိုင်းတိုင်းစစ်ဌာနချုပ်မှုနဲ့အရှိအလယ်ပိုင်းအတိုင်းစစ်ဌာနချုပ်တိုင်းမှုစကကဆက်နဲ့စကက73နဲ့စကက20စကကမှု3အပါဝင်ဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးအဆင့်တွေ30နီးပါးပါဝင်ပါတယ်။စကကဆက်ကွန်ဟာရှမ်းပြည်နယ်တောင်ပိုင်းမှာအခြေစိုက်တာပါ။ပဲခူးတိုင်းမကွေးတိုင်းနဲ့အေးရ ောင်ရီတိုင်းရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတိုက်ပွဲတွေမှာအေအေကိုစစ်ရှုံးနေတဲ့တပ်မ60ကိုအစားပြီးခဲ့တဲ့ဩဂတ်လကစပြီးစကကစက်ခွန်လက်အောက်ခံတရင်တွင်ကိုစစ်ကောင်စီတို့ပို့ဆောင်ပြီးခုခံစီခဲ့တာပါ။အေရဲ့ထိုးစစ်ကြောင့်စကန်းတွေဆက်လက်လွတ်ခဲ့တဲ့အတွက်တပ်မ60ကိုတပ်မမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုတော့အာနာသိန်းခေါင်းဆောင်ကနေအတုံးမကျဘူးဆိုတဲ့အထားနဲ့ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းတွေကနယ်ရီကန်ဖြူဟာကိုတိုက်ပွဲအမ်ပတန်လန်တိုက်ပွဲရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းဆက်ဆက်နေတဲ့တောင်ကုန်းပတောင်လန်တိုက်ပွဲရခိုင်ပြည်နယ်နဲ့ AR တိုင်းဆက်ဆက်နေတဲ့လေးမျက်နာမျိုးတွေကတိုက်ပွဲတွေမှာစကားကစက်ခွန်လက်အောက်ခံတပ်ရင်းတွေရောက်ရှိလာပြီးတိုက်ခိုက်နေပေမဲ့ AA နဲ့ပူးပေါင်းတပ်တွေကိုထိုးစစ်ကြောင်းအထိနာစေပြန်ပါတယ်အဲ့ဒီအချိန်မှာစကားကစက်ခွန်စကားကမှုအပြောင်းအရွှေ့ဖြစ်လာပါတယ် ရခိုင်ပြည်နယ်မှာတင်းယူပို့ဇန်နေတဲ့ကြောက်ဖြူနယ်မန်အောင်မျိုးနယ်အတီအတူလာပေါင်းများစွာဝင်းရံပိတ်ဆို့ထားတဲ့စစ်တွေမျိုးကိုလည်းအောက်တိုဘာလဆန်းမိုင်းကနေစတင်ပြီးအေအေကစီးရေးအရှိန်မြင့်တက်လာပါတယ်။ဒါကဆမှုအနေနဲ့အေအေရဲ့မြို့သိမ်းတိုက်ပွဲကိုလေ့လာပြီးခုခံတိုက်ခိုက်ခြင်းမပြုတော့ဘဲ လက်နက်ကြဖို့ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာတော်လိုင်းအင်အားစုတွေကတိုက်တွန်းခဲ့ကြပူပါရင်အဲ့ဒီသတင်းတွေကိုလူမှုကွန်ရက်ပေါ်မှာထွက်လာပြီးရက်အနည်းငယ်ကြာမှာပဲစစ်တွေတက္ကသမှုကိုအပြောင်းလဲပြုလုပ်လိုက်တာလည်းဖြစ်ပါရဲ့အေးဟာတစ်တုံညာနှစ်ကစစ်စင်ရေးတက်မှာ စစ်ကောင်စီရဲ့ပုံမှုချုပ်လေးဦးဒုတိယပုံမှုကြီးတဦးကိုစစ်တုံးပန်းအနေနဲ့ဖမ်းဆီးထားပါတယ်ပုံမှုချုပ်တဦးပျောက်ဆုံးနေပြီးပုံမှုကြီး၅ဦးသေဆုံးခဲ့ပါတယ်ရခိုင်စစ်မြေပြင်ကအေအေလက်တဲ့အဆွဲကျိုးနေတဲ့စစ်ကောင်စီထိတ်တန့်အရာရှိတွေစီးရင်ကတီးလို့ရှိပါတယ်၂024ဒီဇင်ဘာလ AA ရဲ့ကွာမြို့တိမ့်တိုက်ပွဲမှာတမ20တမမှုဘုံမှုကြီးအောင်နေမျိုးနဲ့တမ17တမမှုဘုံမှုကြီးတိမ့်စိုးဝင်းတို့တေဆုံးခဲ့ပါတယ်2024ဒီဇင်ဘာလ10ရက်ကမောင်တော်မြို့ မြို့နယ်ကြားဆောင်တပ်ဖွဲ့ကွဲနာခခါငါကိုတဲယူခဲ့တဲ့တိုက်ပွဲမှာဗိုလ်မှူးကြီးအောင်နေမျိုးတေဆုံးခဲ့ပါတယ်။ဗိုလ်မှူးကြီးအောင်နေမျိုးဟာဆက်လက်ပြီးတော့လက်အောက်ငယ်သားတွေနဲ့အတူရွှေရီနဲ့ပတ်စံတွေကိုယူပြီး ထွက်ပြေးစဉ်အေအေတပ်ဖွဲ့ဝင်တွေနဲ့ထိတ်တိုက်တွေ့ပြီးပြစ်ခတ်ရှင်လင်းခံရတာဖြစ်ပါတယ်။အလားတူမောင်းတော်မျိုးတိုက်ပွဲမှာဘူးတီတောင်မျိုးအမတ်ဆန်ကစစ်စင်ကိုကေမူဌာနချုပ်စကခဆန်ကစကခမူဘုံမူချုပ်သူရင်ထုံးကိုအေအေကအရှင်ဖမ်းမိခဲ့ပါတယ်။ဘုံမူချုပ်သူရင်ထုံးဟာစစ်တုံးပန်းအနေနဲ့အကြောက်လွန်နေတယ်လို့အေအေစစ်ဦးစီးချုပ်ဘိုးချုပ်ထုံးမြတ်နိုင်ကခုလိုပဲပြောဆိုထားပါတယ်။ ဒါအပြင်2025ဒီဇင်ဘာလ20ရက်ကအမ်းမြို့အခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခါကိုတင်းယူတဲ့တိုက်ပွဲမှာဒုတိယတိုင်းမှုဗိုလ်မှူးချုပ်တောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းတို့ကိုအရှင်ဖမ်းမိခဲ့ပါတယ်။စစ်ကောင်စီကောင်းဆောင်တွေအနေနဲ့အတီတရားရပြီးလက်လက်ချဖို့အရက်သားပြည်သူတွေကိုမတက်ဖြတ်ဖို့ဗိုလ်မှူးချုပ်ကျော်ကျော်တန်းကရုတ်တံကတစ်ဆင့်တိုက်တွန်းခဲ့မှုပါတယ်။အေအေတန်ဒူးတောက်ခံရတဲ့နောက်တန်ဘုံမှုကျုပ်ကစကခကိုစကခမှုဘုံမှုကျုပ်စောမင်းထုံးကဖြစ်ပါရင် 2024ဖေဖော်ဝါရီလစံပိုင်းကကြောက်တော်မျိုးကနေစစ်တွေမျိုးကိုရေတက်စစ်တမော်တွေနဲ့ကလတန်မြင့်ချောင်းအတိုင်းထွက်ပြေးလာစဉ် AA စစ်တီတော်တွေက လိုက်လံတိုက်ခိုက်ချိန်မုန်းခဲ့ခြင်းဖန်စီခင်ခံခဲ့ရပါတယ်။ဒါကြောင့်ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကအေအေဖန်စီနိုင်ခဲ့တဲ့စစ်တပ်ဗိုလ်ချုပ်တွေကပထမဆုံးဈေးဥပေါက်သူပဲဖြစ်ပါရင်သူနဲ့အတူစစ်တပ်အရာရှိကြီးတွေကိုအေအေက အရှင်ဖမ်းမိခဲ့ပါတယ်။မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာတော့တမဆက်တဲ့တမမိုးဗိုလ်မှူးကြီးမင်းမင်းထွန်းတေဆုံးခဲ့ပါတယ်။ပလောဝမြို့သိမ်းတိုက်ပွဲမှာဗိုလ်မှူးချုပ်စင်မျိုးစွင့်ပျောက်ဆုံးသွားခဲ့ပြီး တေဆုံးတာလားထွက်ပြေးတာလားလွတ်မြောက်တာလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပါဘူးလို့အေအေကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေထဲမှာနှုံဘူးဘူးပြူဟာမူဒုဗိုလ်မူကြီးပညာပိုင်ဆိုတေဆုံးခဲ့ပါတယ်။အေအေနောက်ဆုံးဖက်မိထားတဲ့စစ်ကောင်စီအရာရှိကအမှတ်69ချင်းရဲ့တမဌာနချုပ်ယာယီနီးပြူဟာမူဒုတိယဗိုလ်မူကြီးကြော်ကြော်သက်ဖြစ်ပါတယ်။နိုင်ငံခံပြူဟာကိုခုခံတဲ့ငပယ်မျိုးနဲ့ကုန်စီရိုးကျွရအနီးကတိုက်ပွဲမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူကလည်းဗိုလ်မှူးချုပ်ကျော်ကျော်တန်းလိုပဲအေအေရဲ့စစ်ရေးစွမ်းရည်ကိုချီတူသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချဖို့တိုက်တွန်းသွားခဲ့ပါတယ်။လက်ရှိမှာတော့စစ်တွေမျိုးတိုင်းတိုက်ပွဲကိုအေအေကစနစ်တကျပုံဖော်နေပြီးရခိုင်ပြည်နယ်နဲ့နယ်စပ်တိုက်ပွဲတွေမှာလည်းရလက်ကောင်းတွေရနေတယ်လို့အေအေနဲ့အတူတိုက်ပွဲဝင်နေတဲ့မဟာမိတ်ရဲဘော်တို့ကအခုလိုပဲပြောပါရဲ့။ ။ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေမှာစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေကြောင့်တိုက်ပွဲတွေပြင်းထန်သလိုမူလရည်မှန်ချက်အတိုင်းစစ်ရေးအမြင်ထိမြို့သိမ်းတိုက်ပွဲတွေကိုဆက်လက်တိုက်ခိုက်မယ်လို့အေအေကထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့ဒေသကပြည်သူတွေနဲ့အတူရခိုင်ပြည်နယ်အတွင်းတိုင်းချုံမြို့နယ်တွေက ပြည်သူတွေကလည်းစစ်ရေးတတိရှိကြဖို့အေအေကခုလိုပဲတိုက်တွန်းထားပါရဲ့။ အေလက်ဆသတ်မှတ်မျိုးသိစစ်စင်တွေနဲ့အတူလက်ရှိတိုက်ပွဲပြင်းထန်နေတဲ့စစ်ရေးမြေကြီးပြင်တွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက်ငရဲကမ်းမဲလို့စစ်ရေးစင်းမြေကခုလိုပဲပြောဆိုထားပါတယ်။လက်ရှိစစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့အေအေရဲ့မဟာမိတ်ရဲဘော်တအူးကခုလိုပဲပြောဆိုပါတယ်။တိုင်းစစ်ဌာနချုပ်တောင်တင်ထားသေးတာပဲလက်ရှိစစ်ဆိုင်နေတဲ့နေရာတွေဆိုတိမ်ဖို့ကကြာတာနဲ့မြန်မာပဲကွာတာ။ခေါင်းမာတဲ့ရန်သူတွေအတွက်တက်ကွေးမဲ့ဖြစ်တယ်လို့အေကဖန်ဆီးထားတဲ့ ကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်။